ရေချိမိတ်ဆွေများအားလုံးမင်္ဂလာပါနော်။ဒါမဲ့တရက်925ရှစ်ချိန်များအတွက်ပရိသတ်လေးကိုပြပေးမယ်နော်။ဒါဆိုရင်စပြီးတော့တွားရအောင်ဒီမှာရှိတာ6ဒီမှာရှိတာ9 6 9နှလုံးပေါင်းတော့ပေါင်းခြင်းတိရဲ့2ရဲ့ပေါင်းတော့ပေါင်းခြင်းကဒီမှာ3ဆိုပြီးတော့ရတာလေနော်။3 3ရဲ့ပါဝါက10 ၃ရက်ရှည်ရဆိုပြီးတော့ break ကနှလုံးရထားတယ်เนาะသူရဲ့တပင်ကြုံမှာရှိရပါเนาะထော်ကန်နန်းကတပင်ကြုံမှာ၃ည၄၄ပါเนาะအဲ့တော့၃ည၄၄ဆိုတော့ပေါင်းကြည့်အောင်เนาะ၃ညနဲ့၄နဲ့ပေါင်းတော့၄၄ရဲ့၄ရဲ့ပေါင်းတော့၈ပေါင်းချင်း၈၈ break ဆိုပြီးတော့ရထားတယ်ပေါ့เนาะဒါဆိုရင်၃ရက်ရှည်ရမှာဒီမှာ၈ break ဆိုပြီးတော့၈ကအောင်ထားတယ်เนาะဒါဆိုရင်နောက်တစ်တပင်ကိုဆက်ပြီးတော့ ကြကြမယ်နော်နောက်တစ်တပင်းကဒီမှာရှိတာနှစ်တက်လေးဒီလိုသုံးလုံးပေါင်းပါနော်နှစ်နဲ့တက်နဲ့ပေါင်းတော့ပေါင်းခြင်းကသုံးပါသုံးရလေးရပေါင်းတော့ပေါင်းခြင်းကခွန်ပါနော်ခုနှစ်ရပေါင်းပါနှစ်ပါခွန်ရနှစ်ရဆိုပြီးတော့ break က နှလုံးရတာပဲပေါ့နော်။အဲဆိုရင်သူ့ရဲ့ထွက်ကနဲ့ထွက်ပင်ကိုကြည့်ပါမယ်နော်။သူ့ရဲ့တပင်ကြောပါဟုတ်ပြီနော်ဒီမှာရှိတာ6 63 6ရဲ့6ရဲ့ပေါင်းတော့လေ၄ရဲ့3ရဲ့ပေါင်းတော့ခွန်။အောင်းချင်းခွန်ခொနဲ့ပရိဆိုပြီးထွက်တာတာပေါ့နော်။ဒါဆိုရင်ခွန်နဲ့နည်းနည်းမှဒီမှာခொနဲ့ဆိုပြီးတော့ခொနဲ့ပရိကလေးကအောင်းထားတယ်နော်။ ဆိုရင်တကနာမည်ပင်ကိုဆက်သွားပါမယ်3ညာ9 3ပါနော်3ညာရဲ့9ရဲ့ပေါင်းတော့9ပါ9ရဲ့3ရဲ့ပေါင်းတော့ပေါင်းခြင်းနဲ့ပါနော်2ရဲ့ပါဝါက9ပါ2ရဲ့9ရဲ့ဆိုပြီးတော့ရတယ်နော်ဒါဆိုရင်ထွက်ကနန်းထွက်ပင်လေးကိုကြည့်ကြည့်အောင်နော်ဒီမှာပါခွန်3ည3ည4ပေါ့နော်ခွန်နဲ့3ည4ပေါင်းတော့ခွန်နောက်ထပ်3ည4ထပ်ပေါင်းတော့လေပေါင်းခြင်းကခွန် ခொနဲ့ပြိဆိုပြီးတော့ရတာပါတယ်เนาะဒါဆိုရင်နဲ့နဲ့ခွန်မှာဒီမှာခொနဲ့ခொနဲ့ပြိဆိုပြီးတော့ကောင်းတာပါလေဒါဆိုရင်ဆက်ပြီးတော့ပါမယ်เนาะခொခொတုံညာခொနဲ့ခொနဲ့ပေါင်းတော့ပေါင်းခြင်းက၄ပါ၄နဲ့တုံညာနဲ့ပေါင်းတော့လေ၄ပဲ၄ရဲ့ပါဝါက၉၄၉ဆိုပြီးတော့ ရတာလေနော်အဲဆိုရင်ထွက်ကနန်းလေးကိုကြည့်ကြည့်အောင်နော်သူ့ရဲ့တပင်းကြော်မှာပါဒီမှာပါ9 6 3ပေါ့နော်9ရက်6ရက်ပေါင်းတော့1တင်းနဲ့3နဲ့ပေါင်းတော့4ပေါင်းချင်း4 4 break ဆိုပြီးတော့ရတာတယ်เนาะဒါဆိုရင်4ကိုမှဒီမှာ4 break ဆိုပြီးတော့ပေါင်းထားပါတယ်ဒါဆိုရင်မတော်နာမည်တိုက်တော့ပေါ့နော်ဆက်ပြီးတော့ကြည့်ရအောင်เนาะဒီမှာရှိတာ6 9 8 7 6 ဆောင်းပါနော်ရှင်းနဲ့ခွန်နဲ့ပေါင်းတော့ငါးပါငါးရဲ့သုံးရဲ့ပေါင်းတော့ပေါင်းချင်းက၈ဆိုပြီးတော့ရတာတယ်ရှေ့ရဲ့ပါပါသုံးပေါ့နော်ဒါဆိုရင်သူကဒီမှာလာမဲ့ပင်တော့ပေါ့နော်ခဏလေးရပြီပေါ့နော် 3D နော်လာမဲ့ကရငါးလား25ရှစ်ကျင်းမြောက်အတွက် ရှာတွေ့ထားတဲ့ gray side gray line လေးကတော့เนาะဒီမှာရှေ့ရဲ့၃ရဲ့ဆိုပြီးတော့ရှာတွေ့ထားပါတယ်เนาะဒါညီမရှာတွေ့တာကိုချက်ပြချင်းဖြစ်ပါတယ်ကိုတို့မတော်ကတော့ check ဒီမှာ channel တက်မယ်ဆိုရင် like ပြီးတော့ကစားကြပါเนาะအလုံးမဲ့လာမဲ့ပတ်မှာစင်ပြေခံကောင်းကြပါစေလို့ညီမကဒီညကနေဆုတောင်းပေးလိုက်ပါတယ်ရှင်အလုံးမဲ့ကျေးဇူးတင်ပါတယ်ရှင်